စိတ်ချမ်းသာမှ ကိုကျမ်းမာမည်စိတ်ချမ်းသာမှုနဲ့ကျမ်းမာမှုဆိုတာဆက်ဆက်ပြီးတော့နေတယ်ဆိုတာမြတ်စွာဘုရားရဲ့ဒေသနာတော်တွေအရလည်းပဲဆက်ဆက်မှုရှိကြယုတ်ခန္ဓာကိုယ်ကြီးကကံကြောင့်ဖြစ်တယ်စိတ်ကြောင့်ဖြစ်တယ်ဥရုကြောင့်ဖြစ်တယ်အာရကြောင့်ဖြစ်တယ်လူတိုင်းလူတိုင်းမှာကံစိတ်ဥတုအာဟာရလို့ဆိုတဲ့ အကြောင်းလေးပါးကိုအခြေခံပြီးတော့ဖြစ်ပေါ်နေတဲ့ခန္ဓာကိုယ်ကြီးကိုယားထားကြ။ကံဆိုတာကတော့အတိတ်နဲ့ပဲသက်ဆိုင်တာပေါ့။ဥတုတို့အာဟာရတို့ဆိုတာလဲဥပနိဒယတ္တိနဲ့ပတ်ဝန်းကျင်အခြေအနေတစ်ခုအနေနဲ့ကျေစုပြုနေတာ။အများနဲ့ဆက်ဆက်ပြီးထိတွေ့နေတာကတော့စိတ်ပဲ။ မြတ်စွာဘုရားတရားတော်ရဆိုရင်တကယ်ကျမ်းမာဖို့ဆိုတာစိတ်ချမ်းသာမှကျမ်းမာနိုင်တယ်။ဒါဟုတ်စိတ်ချမ်းသာမှကိုကျမ်းမာ။အဲ့တော့စိတ်ချမ်းသာအောင်စိတ်ကိုပြုပြင်ပေးခြင်းဖြင့်ကိုယ်ကာယကျမ်းမာမှုကိုရရှိနိုင်တယ်။အဲ့လိုကျမ်းမာမှုရသွားတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားလက်ထက်ကလည်းရှိတာပဲ။